ဒီတစ်ပတ်အတွင်းကြကြလေးလာသုံးသပ်မှုအစီအစဉ်ခဲ့နေကြိုဆိုပါတယ်ဒီနေ့ကျမတို့အတူတူဆန်းစစ်ကြည့်မှာကမီဇီမာအပတ်စဉ်ထုတ်မဲဂဇင်းပါအတွဲနေ့ဟမတ်30အောက်တိုဘာ30 2025ထုတ်ပေါ့ဟုတ်တယ်ဒီမဲဂဇင်းကိုဦးဆောင်နေသူတွေကတော့ Managing Director နဲ့ Editor in Chief ဦးဂျိုမြစ်ပြီးတော့ Managing Editor ကဦးတော်စင်ထွန်းတို့ဖြစ်ပါတယ်ဒီတစ်ပတ်မဲဂဇင်းမှာလည်းစိတ်ဝင်စားစရာတွေအများကြီးပဲเนาะဟုတ်တယ်ဗျာစုံစုံလင်လင်ပဲ ဟိုရှမ်းပြည်မြောက်ပိုင်းကစစ်ရဲ့အခြေအနေနောက်ဆုံးအထိပဲရခိုင်ပြည်နယ်စစ်တွေအခြေအနေတုံးဆက်ချက်ရန်ကုန်ကလမ်းဘေးဆဲတွေရဲ့အခက်အခဲအင်းယူရင်ကြာအေးနောက်ဆုံးအခြေအနေတွေရောပဲဟုတ်ကဲ့ဒါအပြင်ကိုလာသမကရဲ့ရန်ပုံငွေအကျက်အတဲလို့ကမ္ဘာအရေးကိစ္စလေးထီလဲမကြမ်းဘူးဗျတော်တော်ပြည့်စုံပါတယ်အကြောင်းအရာတွေကတော့စုံလင်တာဗောလေဒါပေမဲ့ဒီနေ့ကျွန်တော်တို့အဓိကဆွေးနွေးချင်တာကတော့ဒီမဲဂဇင်းရဲ့မျက်နှာပုံကြောရာပဲအာဟုတ်ကဲ့ဟိုကနော် ငွေကြေးလင်လယ်မှုလုပ်ငန်းများ scam centers ကိစ္စအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး magazine ရဲ့ editor အဘော်အမင်ပြော Antonio Grace the Four ရဲ့ဆောင်းပါးကိုအဓိကထားပြီးအတွင်းကြကြထုံးသက်ကြည့်ကြရအောင်ကောင်းပါပြီဒါဆို editor အဘော်နဲ့ဆက်လိုက်ကြတာပေါ့နော် editor အဘော်ကအဓိကပြောထားတာကမြန်မာစစ်ကောင်စီလာလေမကြတဲ့ခင်က ထိုင်းနယ်ဆက်နာက scam center တခုခုဝင်စီးတယ်ဆိုတဲ့ကိစ္စပဲအင်းအဲ့ဒီစီနေမှုကကောရိုးရိုးဥပဒေစိုးမိုးရေးတက်တက်ပဲလား ဒါမှမဟုတ်အက်ဒီတာအဘော်ကတုံးသက်တယ်လို့မျိုးနိုင်ငံရေးယူတဲ့ချက်တည်ရှိနေမှန်းသလားအက်ဒီတာအဘော်အမြင်ကတော့လေဒါကရိုးရိုးဥပဒေစိုးမိုးရဲ့ထက်ပိုတယ်လို့ဆိုတယ်ဆိုတော့သူတို့ကဒါကိုဟိုရွေးကောင်းပွဲတွေမတိုင်ခင်မှာသူတို့ရဲ့ကြဆင်းနေတဲ့နိုင်ငံကပုံရိပ်ကိုပြန်ဆက်ဖို့စ조사တာအဲ့လိုတချမှုတစ်ခုလို့တုံးသက်ထားတာဗျာအော်ဟုတ်ကဲ့အဲ့ဒီအချက်ကဘလောက်အထိခိုင်မာနိုင်လို့လဲနောက်ခံချင်းတွေကဘလို့ရှိလဲအင်းအဲ့ဒီတောက်ပွဲအမြင်ရ ခိုင်မာမှုရှိတယ်လို့ဆိုရမှာပဲ။ဘာလို့လဲဆိုတော့2027အာနာတိန်ပြီးကြတဲ့ကစစ်ကောင်စီကနိုင်ငံတကာမှာတော်တော်လေးအထီးကျန်နေတာလေ။အလုံးတီးကြတာတည်းပဲ။ဟုတ်ကဲ့။အထူးသဖြင့်အေဒီကာမီဖက်ကြီးတွေထက်တဲ့တရုတ်နဲ့ထိုင်းနိုင်ငံတွေကပါသူတို့နေဇနာကဒီရာဇဝတ်ကွန်ရက်တွေကိုနှိမ့်နှင်းဖို့ဖျားပြီးပေးလာကြတယ်။အင်းဆိုတော့ အခုလိုနမဲကီလုံကန်းတစ်ခုကိုဝင်စီးပြတာတို့နိုင်ငံသားသောအလူသမားတွေကိုပြန်ဖို့ပြတာတို့လောပြချင်းအပြင်သူတို့ဟာတာဝန်ယူမှုရှိတယ်ဒီနေဆက်ဖက်ကြော်ရာစုံမှုမျိုးကိုကိုက်တွက်နိုင်တယ်ဆိုတာအဲ့လိုပြချင်းတဲ့သဘောပေါ့ဟုတ်ပါတယ်ဒီတရုံအစိုးရတွေကိုမျက်နှာလုံတဲ့သဘောမျိုးပေါ့ဒါမဲ့လေအဲ့လီတာအောက်ပေါ်မှာထောက်ပြထားတာတခုကစိတ်ဝင်စားဖို့ကောင်းတယ်ဒီစီးနှင်းမှုကစစ်ကောင်စီရဲ့အာတာချက်ကိုပြတာထက်အားနဲ့ချက်ကိုပိုဖော်ပြနေတယ်ဆိုတဲ့အချက်ပဲအဲ့ဒါဘလို့ကြောင့်လဲအဲ့ဒါကလေ ဒီလို cyber လက်လည်မှုလုပ်ငန်းကြီးတွေကအခုမှပေါ်လာတာမဟုတ်ဘူးလေနှစ်ပေါင်းများစွာရှိနေကြတာဟုတ်ကဲ့အထူးသဖြင့်စစ်တပ်နဲ့တရားဝင်မဟာမိတ်ဖွဲ့ထားတဲ့နေချားဆောက်တာ BGOF လို့အဖွဲ့တယ်ဘီဒုစစ်တွေထိုင်းချုပ်တဲ့နယ်မြေတွေမှာပဲအဓိကအခြေစိုက်နေကြတာဟွန်းအဲ့ဒီနေရာတွေမှာရှင်တန်ကြီးထွားနေရအောင်စစ်တပ်ကမတိပဲနေမှာတော့မဟုတ်ဘူးနော်ဟုတ်တယ်လေမဖြစ်နိုင်ဘူးဆိုတော့အရင်ကတည်းကတိလျက်နဲ့မျက်စိမိတ်တီးခံထားခဲ့တာ ဒါမှမဟုတ်အကျိုးမဲ့တောင်ရယူခဲ့တာမျိုးရှိနိုင်တယ်ဆိုတဲ့တန်ရာတွေရှိနေချိန်မှာအခုမှနိုင်ငံတွေကဖျားပြစ်လာတော့မှအေးယူလိုက်လို့ပြတာကအင်းသူတို့ထိန်းချုပ်နိုင်လို့လို့တာထက်အကြိုက်ရိုက်လို့လို့ရတဲ့သဘောပိုသက်ရောက်တယ်လို့ဆိုတာလားအတိအကျပဲ editor အဘော်ကအဲ့ဒီလိုထောက်ပြထားတာဒါကြောင့်ဒီလို့ရက်ကသူတို့ရဲ့အားနည်းချက်ကိုပိုပေါ်လွင့်စေရလို့ဆိုတယ်อืมပြီးတော့ဒီလိုလို့ပြုံနဲ့ကောနိုင်ငံတကာရဲ့ယုံကြည်မှုကိုတကယ်ပြန်ရနိုင်မလားဆိုတာလဲမေးခွန်းထုတ်ထားတယ် အထူးသဖြင့်အနောက်နိုင်ငံတွေနဲ့အာဆီယံလို့အဖွဲ့အစည်းစီကပေါ့ဟုတ်ပါတယ်တရုတ်နဲ့ထိုင်းစီကတော့အတိအမှတ်ကျမှုတချို့ရချင်ရမယ်ဒါပေမဲ့ဂျန်တဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကစစ်ကောင်စီရဲ့လူခွင့်ရချိုးဖောက်မှုမတန်တဲ့အတိုက်ခံတွေကိုနေနေမှုတွေတိုင်းတာဒေတာတွေမှာစစ်ပွဲတွေဆက်တိုက်နေတာတွေကိုပဲအဓိကကြည့်နေတာလေဆိုတော့ဒီစီးနှင်းမှုတစ်ခုတည်းနဲ့တော့သူတို့ပုံရိပ်ကတိတိတတ်တက်လာဖို့မလွယ်ဘူးဆိုတဲ့သဘောပေါ့ဟုတ်တယ် Editor အဘော်ရဲ့ကောက်ချက်ကတော့ဒါဟာတရားဝင်မှုပြဿနာရှိနေချိန်မှာတရားဝင်မှုယုံလုံးဖို့ပို့ကြိုးစားတဲ့ပုံရိပ်မြင့်တင်ရေးလေ့ကျင့်ခန်းတစ်ခုပဲတကယ့်နိုင်ငံရေးအပြောင်းအလဲတွေညီချမ်းရေးဆွေးနွေးပွဲတွေယုံကြည်ရတဲ့အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေမရှိဘဲနဲ့တော့နိုင်ငံတကာကအတိမပြုဖို့မလွယ်ဘူးလို့ဆိုထားလိုက်ပါဒါကတော့ Editor အဘော်ရဲ့ရှုထောင့်ပေါ်လေအခုဒီကိစ္စရဲ့နောက်ွယ်ကလူသားတွေရဲ့အခြေအနေဒီလုပ်ငန်းတွေတကယ်ဘယ်လိုလဲပက်နေလဲဆိုတာကို ပိုနားလဲဖို့ Antonio Grassafo ရဲ့ဆောင်းပါးဘက်ကိုဆက်သွားကြည့်အောင် Scam Center Workers Summer Voluntary Most Are Trafficked ဟုတ်ကဲ့ဒီဆောင်းပါးကအဲ့ဒီ center တွေထဲကအလုတမားတွေရဲ့ဘဝတွေကို အနီးကလေလာထားတာတော်တော်စိတ်ဝင်စားစရာကောင်းပါတယ်ဒီပြည်ထနာရဲ့အတန်းရတာကထင်ထားတာထက်တော်တော်ကြီးမားပုံပဲနော် ဆောင်းပါးထဲမှာပြောထားတာကကမ္ဘာလုံးဆိုင်ရာငွေကြေးလင်လင်မှုတဲ့ကြောင့်2023တနှစ်တည်းမှာတော့ဒေါ်လာ trillion ကျော်နှနာခဲ့တယ်ဆိုတော့ဟုတ်တယ်ဗျာဒေါ်လာ1.03 trillion နဲ့ပြီးတော့ဒီလုပ်ငန်းတွေရဲ့နှစ်စဉ်အမြတ်ငွေကလည်း UNODC ခန့်မှန်းချက်အရဒေါ်လာ billion 60လောက်ရှိနိုင်တယ်ဆိုတာတကယ်ကိုမနှဲတဲ့ပမာဏပဲတော်တော်ကြောက်စရာကောင်းတဲ့ကိန်းဂဏန်းနေပဲဒါဖြင့်ဒီ scam center တွေကလူကုန်ခူးမှုရဲ့ပစ်မှတ်နေရာကြီးဖြစ်လာနေတယ်ဆိုတာက ပို့ဆိုးတာပေါ့ဟုတ်ပါတယ်စောင်းပါကအလုသမားတွေကိုနှစ်ပိုင်းခွဲပြထားတယ်တစ်ပိုင်းကကိုယ်တော်နဲ့ကိုယ်စန်တဲ့အယောက်လာလုတဲ့သူတွေအဓိကကတော့လာစာကောင်းလို့ပေါ့နော်ဟုတ်တယ်လာစာကတော်တော်ဆွဲဆောင်မှုရှိတာကိုစောင်းပါထဲမှာမေမေဆိုတဲ့အမျိုးသမီးတယောက်ကြောင့်ပါတယ်လေอืมသူကဘာသာစကား၄မျိုးတောင်ပြောတတ်တယ်ဆိုလားဟုတ်တယ်တရုတ်ရှမ်းဗမာထိုင်း၄မျိုး သူကတာချင်လေးက call center တခုမှာပါစာပြန်လုပ်တာလစဉ်ထိုင်းဘက်92000ရတယ်ဘက်92000ဆိုတာမြမပီကပြင်းပြဝင်ငွေထက်အများကြီးမြင့်နေတာပေါ့ဟုတ်တာပေါ့ပြီးတော့ ID ကျွမ်းကျင်တယ်ဘာသာစကားကျွမ်းကျင်တယ်ဆိုတော့အသက်15ကနေ25ကြားလူငယ်တွေဆိုရင်တလောက်ကဘတ်တသိန်းကနေတသိန်းခွဲထိတောင်ရနိုင်တယ်လို့မိမေကပြောတယ်ဗျာอืมတော်တော်များတာပဲအဲ့ဒီလာစာနှုံးကထိုင်းခွဲလာတဲရောက်လာစာထက်60 လာအို၊ဗီယက်နမ်၊ကမ္ဘောဒီးယားလာစာထက်90ဆလောက်များတယ်လို့နိုင်ရှင်ပြထားတယ်။ဆိုတော့အဲ့ဒီလောက်များတဲ့လာစာကိုမတ်ပြီးလာလောက်ကြတဲ့လူငယ်တွေထိုင်းလူငယ်တချို့တောင်ပါတယ်ဆိုဝဲမြန်မြန်ချမ်းလာခြင်းနဲ့စိတ်နဲ့ပေါ့လေ။ဒါပေမဲ့နောက်ပိုင်းကျတော့ချင်းနေတွေကထင်သလိုမဟုတ်ဘဲရက်ဆက်မှုတွေခေါင်းမွန်ပြမှုတွေကြုံရတာများတယ်လို့ဆိုတယ်။ဟုတ်တယ်။တချို့ထိုင်းအလို့သမားတွေကေရင်ခံရတော့ကတော့ငွေဆက်ရချင်းလို့ပြန်မလိုက်ချင်းလို့ညင်းဆန္ဒတွေတောင်ရှိခဲ့တယ်ဆိုတာကလည်းအံ့ဩစရာပဲ။ ဒါကဆန်ဒါရောက်လာကြသူတွေအပိုင်းပေါ့ဒါပေမဲ့စောင်းမကအဓိကအလေးပေးထားတာကဒုတိယအပိုင်းနော်လူကုန်ကူးခံရသူတွေဟုတ်ပါတယ်အများစုကဒီဒုတိယအုပ်စုတွေကလို့ဆိုတယ်သူတို့ကမိမိသဘောနဲ့လာတာမဟုတ်ဘူးပြန်ပစ်ဆွဲခံရလာလစာကောင်းအလို့အတူတွေနဲ့လိန်ခေါ်ခံရလာပြီးတော့အတင့်အတမခိုင်းစေခံရလာသူတို့ကြုံရတဲ့အခြေအနေတွေကတော်တော်ဆိုးတယ်လို့ဖတ်ရတယ်မြမခက်ကျွံပြူစစ်နဲ့ဆိုတဲ့စကလုံးတောင်ထုံးထားတယ်ဘလိုမျိုးတွေကြုံရတာလဲ အလုတ်ချိန်ကတနင်း12နာရီလောက်အထိရှည်တယ်အခန်းထဲကအပြင်ထွက်ခွေမရှိဘူးအချို့ခံထားရတယ်လို့ပဲ CCTV တွေလူကိုယ်တိုင်စောင့်ကြည့်မှုတွေနဲ့အမြဲအစောင့်ကြည့်ခံနေရတယ် It's unfair ရရှိလားရှိတာပေါ့ရိုက်တာနှက်တာအစာငတ်ထတာတွေရှိတယ်ပို့ဆိုတာကအလုတ်ရှင်တယောက်ကနေနောက်တယောက်စီကိုကျွန်လိုမျိုးရောင်းစားတာတွေရှိတယ်လို့ဖော်ပြထားတယ်ကြားရတာတကယ်စိတ်မကောင်းစရာပဲဒီလိုခံရတဲ့သူတွေကဘယ်နိုင်မင်းတွေကများဆုံးလဲ တော်တော်ဆုံးလေဗျာတရုတ်မလေးရှားဗီယက်နမ်ထိုင်းဖိလစ်ပင်အိန္ဒိယဘင်္ဂလားဒေ့ရှ်ပါကစ္စတန်ကနေအာဖရိကနိုင်ငံတချို့ကလူတွေအထိပါတယ်လို့ဆိုတယ်အများစုကလာကြမရတဲ့လို့ပဲဆိုတော့ဘလို့ချုံနှောင်ထားကြတာလေအဓိကကတော့ကျွေးနဲ့ချီတာပေါ့ဆူဆောင်းတွေကွေးစားတွေကအလုတ်ကောင်းရမယ်မိသားစုကိုထောက်ပံ့နိုင်မယ်ဆိုပြီးလိန်ခေါ်လာတာဒီရောက်တော့ခေါ်လာခါစေးဆိုပြီးကျွေးတင်ခိုင်းတာ ဒါမှမဟုတ်မိသားစုစီလိန်ပြီးငွေတောင်းခိုင်းတာမျိုးကြီးလုပ်တဲ့တဲ့ဟုတ်ကဲ့စောင်းပါတဲ့ကရှမ်းလူငယ်လေးအကြောင်းဖတ်လိုက်ရတော့တို့တုံးလို့သွားတယ်မိသားစုစီကယင်းနီးမြို့ဖနာဟိုငွေလိုတယ်လို့လိန်တောင်းခိုင်းပြီအင်းမိသားစုကလည်းယုံပြီးပိတ်ဆံပြီးပို့ပေးလိုက်တာပေါ့အဲ့ဒီပိတ်ဆံကုန်သွားရောကုန်သွားတော့သူ့ကို UWSA ထိဆုပ်ရင်မင်းတဲ့ကတခြားမြို့ကိုလွှဲရောင်းလိုက်တဲ့ဆိုတာကတကယ့်ကိုကြောက်စရာပဲဟုတ်တယ်ဒီစုဆောင်ရွက်ပွဲစားလုံးမန်းကလည်းတီးတန့်စီးဝိုက်တူလိုပဲပွဲစားက လူတယောက်ရှာပေးနိုင်စူးချင်းွယ်အများကြီးရတယ်။ဆိုတော့လူတွေကိုကွန်မြူနီစီရောင်းနေတာနဲ့အတူတူပဲဒီစနစ်တွေရောက်သွားရဲ့ကိုတဘော်နေ့ပြန်ထွက်ဖို့ကလုံးဝမလွယ်တော့ဘူး။အလုတ်ခွင်ထဲမှာတတ်မှတ်ထားတဲ့ target မဖြစ်ရင်လည်းအပြစ်ပေးခံရတယ်ဆို။ဟုတ်တယ်။ရိုက်တာ အစားဖြတ်တာနဲ့လက်စွပ်တိုက်တာအထိပြင်းပြင်းထန်ထန်အပြစ်ပေးခံရတယ်လို့ဆိုတယ်။အဲ့ဒီလုံငန်းတွင်းကနေ့စဉ်အခြေအနေကအဖြစ်နဲ့အဆက်အသွယ်ရောရကြလား။ မိမိရဲ့အတွေ့အကြုံရဆိုရင်တော့လုံးဝမရဘူးတဲ့အလို့ထမအလုံးအဆောက်ယူအင်းတယ်မှာပဲ24နာရီနေရတယ်အပြင်ထွက်ခွင့်မရှိဘူးအပြင်လူလဲဝင်လို့မရဘူးဒီနေ့ကိုနိုင်ပေါင်းများစွာလှုပ်လှုပ်ရတယ်ပေါ့ဟုတ်တယ်9နာရီ6နာရီလောက်အဓိကတော့ဆိုရှယ်မီဒီယာမှာ အကောင့်တူတွေဖန်တီးပြီးလူလင်ရတာပဲဖုန်းနှလုံးတပ်ပြိုင်တည်းကင်ပြီးတုံခိုင်းတယ်နောက်တစ်ဖက်ကဖုန်းအားတွင်းတာကိုတီးတံတာဝန်ယူထားတယ်ဆိုတော့စနစ်တကျလုံးနေကြတာ လုံကျွေးအပိုင်းကကောဘလို့လေလက်နက်ကင်အဆောက်တွေပါရှိတယ်ဆိုရှိတယ်လို့ဆိုတယ်မိမေက UWS ရဲ့ uniform ဝတ်ထားတဲ့တူတွေကိုတောင်တွေ့ကြရတယ်လို့ပြောတယ်ဒီတာကန်နေတောင်အဲ့ဒီဝင်းနေတာမကတ်ရဲဘူးတဲ့အစားတောက်တောင်တူတွေခွင့်ပြုထားတဲ့ဆိုင်ကပဲမစားရတာတကယ်အလုံးပိန်နီးမြဲတယ်လို့ပဲစိုးစိုးကပြောတဲ့စစ်ကောင်စီရဲ့စီးနှမှုတွေတကောတကယ်ထိရောက်ရဲ့လားအဲ့ဒီမှာအချင်းပြချစားမှုအပိုင်းကိုရောဆောင်းပါးထဲမှာဘာတွေထည့်ရေးထားတယ်လဲအဲ့ဒါစိတ်ဝင်စားစရာပဲမိမေပြောတာကလည်း ရဲတွေစစ်သားတွေဝင်စည်းမယ်ဆိုတဲ့သတင်းကိုအထဲကသူထဲတွေခေါင်းဆောင်ကြီးတွေကကြိုတင့်နေတတ်တယ်။အော်ကြိုတင့်သတင်းပေါ့ကြောင်တာပေါ့။ဟုတ်တယ်။ဆိုတော့သူတို့ကရှောင်သွားကြပြီး အောက်ခြေလိုသမားလေးတွေပဲဖမ်းခံရတာများတယ်လို့ဆိုတယ်။ပြီးတော့သူကမိမာစစ်တပ်နဲ့ရဲတွေကအရာရှိတချို့ဒီလုံခြုံရေးကနေအကျိုးမြတ်ရနိုင်ပြီးအားလုံးကိုယ်ရဲလို့ချိတ်ဆက်နေတယ်လို့တောင်ပြောထားသေးတယ်။ဒါဆိုမိမိကိုယ်တိုင်ကတော့ဘယ်လိုလုပ်လွတ်လာခဲ့တာလဲ။သူအိဆာကတော့နည်းနည်းကန်ကောင်းသွားတယ်ပြောရမယ်။ စီးနှင်းမှုတစ်ခုမှအဖမ်းခံရတော့သူကထိုင်းနိုင်ငံသားစမကတ်ပြနိုင်ခဲ့တယ်။ဒါပေမဲ့လွတ်ဖို့အတွက်ပတ်တထင်းခွဲလောက်ထိုးခဲ့ရတယ်လို့ဆိုတယ်။အိုးပိတ်ဆံတော်တော်များတာပဲ။ဟုတ်တယ်။အဲ့ဒီနောက်မှာတာချီလေးမဲဆိုင်နေဆက်ကနေထိုင်းဘက်ကိုပြန်ဝင်လာနိုင်ခဲ့တာ။ဒါပေမဲ့အများစုကတော့သူ့လိုအဆက်အသွယ်မရှိပိတ်ဆံမရှိဆိုတော့အိမ်ပြန်ဖို့အခွင့်အရေးများကြဘူးလို့ဆိုပါတယ်။ဒီချင်းတွေရဲ့ဆိုးရွားမှုကိုကုလသမဂ္ဂလူခွင့်ရေယုံ OHCR ရဲ့ခန့်မှန်းချက်ကပိုပြီးထင်ရှားစေတယ်နော် အရှေ့တောင်အာရှမှာတိမ်းနဲ့ချီတဲ့လူတွေအဓမ္မစစ်ခိုင်းခံနေရတယ်ဆိုတာဟုတ်တယ်ဗျာတိမ်းနဲ့ချီတဲ့မြန်မာနိုင်ငံတစ်ခုထဲမှာတင်အနည်းဆုံး3000ကမ်ဘောဒီးယားမှာ3000လောက်ရှိနိုင်တယ်လို့ခန့်မှန်းထားတာဒါတကယ်ဆိုရင်အကြီးရေလူသားချင်းစာနာမှု အကြက်တဲကြီးပဲတကယ်ကကြီးမားတဲ့ပြဿနာပဲ great focus ကဒီလုပ်ငန်းနေအဆုံးသတ်သွားနိုင်မယ်လို့မြင်လားသူကတော့လုံးဝမပြောတော့ဘူးလို့တိတ်မမြင်ဘူးဗျာဘာလို့လဲဆိုတော့အကျိုးမြတ်ကအရန်အရန်များလုံးနေလို့ဒေါ်လာဘီလီယံဆက်ချီးရှိနေလားကို ဒီငွေစည်းကြောင်းကိုထိန်းချုပ်နိုင်သူကအာဏာကိုလည်းထိန်းချုပ်နိုင်မဲ့တဘောရှိနေတယ်မြန်မာနိုင်ငံလိုလက်နက်ကိုင်အဖွဲ့တွေများတဲ့နေရာမှာဆိုပိုဆိုးတာပေါ့ဟုတ်တယ်တဖွဲ့ကနောက်တဖွဲ့ကိုတိုက်ပြီးဒီလုပ်ငန်းနဲ့လူရမျိုးဖြစ်လာနိုင်တယ်အဲ့ဒါဆိုရင်ထိန်းချုပ်သူပဲပြောင်းသွားမယ်ရာသမှုလုပ်ငန်းကတော့ ပုံစံတစ်မျိုးနဲ့ဆက်ရှိနေတယ်လို့သူကထုံးသက်ထားတယ်။အဲ့ဒီနေရာမှာနောက်ထပ်စိတ်ဝင်စားစရာအချက်က Starlink ကိစ္စပင်စစ်ကောင်စီစီတော့ Starlink ပစ္စည်းတွေမိတယ်ဆိုပြီးသတင်းတွေထွက်လာတယ်။အမေရိကန်မှာလည်းစွန့်စမ်းစစ်ဆေးမှုတွေလုပ်နေတယ်ဆိုတော့ Starlink ကိုပိတ်လိုက်ရင်ဘလို့အကျိုးသက်ရောက်မှုရှိနိုင်မလဲ။မဂ္ဂဇင်းတွေက HM ဆောင်းမှာမှာလည်းဒီအကြောင်းပါတယ်နော်။ဟုတ်ကဲ့ Grace for ရဲ့အမြင်ကတော့ Starlink ကိုအရတောင်းနေတော်လိုင်းရဲ့အဖွဲ့တွေကလည်းဆက်သွယ်ရေးအတွက်အရေးပါပါတုံ့နေကြတာရှိတယ်လေ။အင်းဆိုတော့ ိတ်လိုက်ရင်သူတို့အတွက်အခက်အခဲဖြစ်သွားနိုင်တယ်ဟုတ်ကဲ့ဒါပေမဲ့ဒီ scam လုံးကနေကတော့ starling မရှိလေတခြားနည်းပညာတွေဥမာတရုတ်နည်းပညာတွေတုံးပြီးဆက်လုပ်နိုင်ခြေရှိတယ်လို့သူကမြင်တယ်အရှမ်းဆောင်းမှာကလည်းအမေရိကန်ရဲ့စွန်စမ်းမှုတွေကတရားဝင်တုံးဆွဲသူတွေကိုမထိခိုက်စေပဲဒီရာဇဝတ်မှုတွေရဲ့အရင်းအကြောင်းတရားတွေကိုဖြည့်ရှင်းဖို့လိုတယ်လို့ထောက်ပြထားတာတွေ့ရပါတယ်ဒါတွေကိုကြည့်ရင် magazine ထဲကတခြားသတင်းတိုလေးတွေကဒီအဓိကအကြောင်းအရာကိုပိုပြီးအားဖြည့်ပေးနေတယ်လို့ပဲ ဥပမာစစ်ကုံစီကခေခေဖတ်ကိုစီးတယ်လို့ကြင်ညာပေမဲ့တကယ်ကပေါ်လီဖတ်ကတပ်ပုံတွေတုံးဝဲတယ်ဆိုတဲ့သတင်းမျိုးလေဟုတ်တယ်အဲ့ဒါကစောစောကပြောရဲ့ပုံရိပ်မြင့်တင်ရေးဆိုတဲ့အချက်နဲ့တွားကြိုက်နေတာပေါ့အလားတူပဲမြောက်ရီနာကလုပ်ငန်းတွေကအလုသမားတွေထွက်ပြေးနေကြတယ်ဆိုတဲ့သတင်းကလေ graceful ပြောတဲ့အလုသမားတွေရဲ့မလုံခြုံမှုစိုးရိမ်မှုတွေကိုထင်ထပ်စေတယ်ဟုတ်ကဲ့ဒီအကြောင်းအရာတွေကိုခြုံငုံကြည့်လိုက်ရင်ဒီ scam center တွေဆိုတာတကယ်ကိုရှုပ်ထွေးတဲ့ပြစ်တလားနော် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပြဿနာလူကုန်ကူးမှုပြဿနာဖြစ်နေတယ်လို့ကဖက်မှာလည်းမြန်မာနိုင်ငံရဲ့ဖြည့်ရင်းစစ်လက်နက်ကင်ပဋိပက္ခနေဇာအုပ်ချုပ်ရေးရော်ရဲမှုအကျင့်ပြချစားမှုနိုင်ငံရေးအကျိုးစီးပွားအလုံးနဲ့ရောထွေးဆက်နွယ်နေတာပေါ့အထူးသဖြင့်စိတ်မကောင်းစရာအကောင်းဆုံးကတော့ဒီရာဇဝတ်ကွန်ရက်တီနောက်ွယ်မှာနိုင်ငံတော်အဆင့်အဖွဲ့စည်းတွေရဲ့အခအကွေပိမှုတမဟုပါဝင်ပတ်သက်မှုတွေရှိနေနိုင်တဲ့ဆိုတဲ့တန်တရားတွေရှိနေရပဲဟုတ်ပါတယ် တကယ်ပြုပြင်ပြောင်းလဲရေးကိုဥတီတာထက်နိုင်ငံတကာအမြင်မှာပုံရိပ်ကောင်းဖို့လောက်ပဲလုပ်နေတည်းများတော့ဒီလောက်နဲ့ရှိုင်းနေတဲ့ရာဇဝတ်권ရက်တွေကိုအမြင့်ပြရှင်းဖို့ဆိုတော့တတော်ခက်ခဲနေအောင်မထင်နေဗျာတကယ်အပြောင်းလဲဘလို့ဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရမယ်မေခွန်ကြီးဖြစ်နေတော့မှာအခုလိုရှုပ်ထွေးပြီးအရေးကြီးတဲ့ကိစ္စတွေကိုစုံစမ်းဖော်ထုတ်ပြီးပြည်သူတွေကိုအတိပိန်နေတဲ့မီဇီမာမီဒီယာလိုလွတ်လပ်တဲ့တကိန်းမီဒီယာတွေရဲ့အခန်းကဏ္ဍကတကယ်ကိုအရေးကြီးတယ်နော်ဟုတ်ပါတယ်ဗျာ ီလိုစုံစမ်းဖော်ထုတ်မှုတွေသုံးသပ်ချက်တွေဆက်လုပ်နိုင်ဖို့အတွက်လွတ်လပ်တဲ့မီဒီယာတွေရေးရှည်ရည်တည်နိုင်ဖို့ကအရေးအကြီးဆုံးပဲ။ဒါကြောင့်မို့လို့ဒီလိုအတွင်းကျစလစ်လာသုံးသပ်မှုတွေကိုစံပိုးချားနေဆိုရင်လွတ်လပ်တဲ့သတင်းစီးဆင်းမှုအတွက်ကြိုးပမ်းနေတဲ့မီဇီမာမီဒီယာကိုကူညီပံ့ပိုးတဲ့အနေနဲ့ဒီမီဇီမာအပတ်စဉ်ထုတ်မဲ့ဂဇင်းကိုဝယ်ယူအားပေးဖို့ subscribe လုပ်ထားကြဖို့လည်းဒီနေရာကနေလေးလေးဆဆတိုက်တွန်းချင်ပါတယ်။ဟုတ်ကဲ့။ဒါဟာသတင်းအချက်အလက်ရယူတာလည်းဖြစ်တယ်လို့ လွတ်လပ်တဲ့သတင်းပညာရဲ့ကိုအားပေးရလေရောက်ပါတယ်။ကောင်းပါပြီ။ဒီနေ့အတွက်တော့ကျမတို့ဒီမှာပဲညီကုန်းချုပ်လိုက်ပါမယ်။ဟုတ်ကဲ့။ဒီတစ်ပတ်အတွင်းကြကြလေ့လာသုံးသပ်မှုကိုနားဆင်ပြီးခဲ့ရတော့ကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှာနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုနဲ့ပြန်ဆောင်ကြပါမယ်ရှင်။